မန္တလေးတဲ့နထိုးကြီးမြို့နယ်နဲ့မလန်မြို့နယ်အတွင်းတရဲနှစ်ပတ်တာဖြစ်ပေါ်တဲ့တိုက်ပွဲတွေထမှာစစ်တပ်ဘက်က50ခန့်သေဆိုးကိုဦးကိုလက်ရဖမ်းမိ60မီလီမီတာမော်တာပါဝင်လက်နဲ့မျိုးစုံ50နီးပါးသိမ်းမိတယ်လို့မြစ်ချံခရဲအမှတ်လေးတိုင်ရင်နဲ့အမှတ်30တိုင်ရင်တော့ကတရဲထုတ်ပြပါမယ်စစ်တပ်25မုံလဲသွန်းနိုင်ခန့်မှာနထိုးကြီးဘက်ကနေမြိုင်သားရွာဘက်စစ်ကြောင်းထိုးလာတဲ့အရာ200ပါစစ်ကြောင်းနဲ့တွန်လိုင်းတပ်တွေပထမကြီးတိုက်ပွဲဖြစ်တယ် တပ်ပွဲချိန်နှစ်လိုက်ကြာပြီးစစ်ဗုဒ္ဓဦးပါဝင်ခုနှစ်ဦးသိဆိုးအလောင်းတလောင်းနဲ့အမေဖွဲတလက်သိမိတာကိုတွေ့ရပါတယ်။အော်တိုဘတ်တရက်မွန်လွဲနှစ်လိုက်ခန့်မှာမြိုင်းသားရွာကိုမိရှုပြီးဒိုင်းလင်းရွာဖက်ထွက်လာတဲ့အဲ့ဒီစစ်ကြောင်းကိုထပ်မတက်ခတ်ရမှာတိုက်ပွဲချိန်၈နှစ်ကျော်ကြာတဲ့စစ်သား30ကျော်သိဆိုး၄ဦးကိုလည်းရဖမ်းမိ M79 တလက်ငကြင်းမီဆက်လက်တလက် drone နှစ်စီးအမေစီရီလက်နက်ငယ်9လက်နဲ့ ခရယံများစွာသိမိတာကိုတပ်ဖို့မှတ်တမ်းတဲတွေ့ရပါတယ်။အတူပါကိုရဲမှာတော့မလန်မြွန်းနယ်နှော့ကန့်ရွာဘက်ကနေအေဂျီတော်ရွာဘက်စစ်ကြောင်းထိုးလာတဲ့အရာ200ခပ်ပါစစ်ကြောင်းကိုအရာ200ခပ်ပါစစ်ကြောင်းနဲ့တိုက်ပွဲငယ်တွေဖြစ်ခဲ့ပြီးအော်တိုဘာ7နှစ်မှာတိုက်ပွဲကြီးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွင်ဗိုလ်မှူးကျော်မဲပေါင်ဝင်စစ်သား20ကျော်သေဆုံးငါးဦးကိုလည်းရဖမ်းမိ60မီလီမီတာမော်တာ၄လက် RPG တစ်လက်ငကြီးမီဆလတ်နှစ်လက် အမေစီရီလက်နက်ငယ်၁၈လက်နဲ့ခရမ်းများစွာသိမ်းမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။အော်တိုဘာ၁၂နှစ်မှာပဲဒီတိုက်ပွဲကနေပြန်ဆိုးသွားတဲ့စစ်ကြောင်းကိုမြင်းချန်ခရမ်းတိုင်းရင်တင်းနဲ့တိုင်းရင်ရှေ့ဖွဲ့ကဂျာဖျာတက်ခရမ်းမှာစစ်တပ်ဖက်ကသေစုံဝင်များပြီး60မီလီမီတာမော်တာတစ်လက်အမေစီရီလက်နက်ငယ်၁၀လက်ထပ်မံသိမ်းမိတာကိုတွေ့ရပါတယ်။စစ်တပ်25ကနေအော်တိုဘာ၁၂နှစ်ထိသတင်းနှစ်ပတ်ကြာကြာစစ်စင်ရေးကို ်ချက်ကရအမှတ်လေးတိုင်ရင်အမှတ်၁၀တိုင်ရင်လို့နဲ့တူမြစ်သားနထိုးကြီးတဒါဦးပကဖောက်တွေမြစ်ချက်ကရဒရိုတက်ဖွဲ့မြစ်ချက်ကရအမှတ်၁တိုင်ရင်နဲ့အမှတ်၈တိုင်ရင်တို့ပူးပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်မန္တလေးတိုင်မြင်းချံဘက်ကနေနထိုးကြီးဘက်မောင်းလာတဲ့ကာသူစီပါစစ်ကောက်တီရင်နာကိုတွန်လိုင်းတက်ကဂျပ်ဖြတ်တက်ခရမှာစစ်သားတူဦးသေးတနတ်သုံးလက်သိမိတယ်လို့မြင့်ချက်ခရင်အမှတ်၈တိုင်းရင်ကတင်းထုတ်ပြန်ပါတယ် အော်တိုဘန်27မနေ့ပိုင်းမှာတက်ခရဖြစ်ပြီးသိမီလက်နေတွေကတော့အမေ1တလက်အမေ3တလက် G3 တလက်နဲ့ drop ဖြစ်ဂျမ်ပါတင်ထားတဲ့ကာနစီဖြစ်တာကိုတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်ဒီတက်ခတ်မှုကိုမြင့်ချန့်ခရိုင်အမှတ်၈တိုင်းနဲ့အမှတ်ခွန်တိုင်းရင်း0ပျောက်ကြားတက်ဖွဲ့ပူပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်မြကွေရင်ပုံမျိုးနဲ့မြောက်ပန်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတက်ခတ်ရမှာစစ်သား၅ဦးသေး အရာရသူများပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းနောက်ပြန်လာသွားတယ်လို့ပြည်သူတော်လှန်တပ်ဦး PRF ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘတ်6မနက်ပိုင်းမှာအင်အား200ဝန်းကျင်ရှိစစ်ကြောင်းနဲ့တွန်လိုက်တပ်တွေကြားတနအိကြားတိုက်ပွဲဖြစ်တဲ့စစ်တပ်ဘက်က9ဦးသေ6ဦးထဲမှနဲ့ဒဏ်ရာရပြီးတဲ့နောက်နောက်ပြန်လာသွားတယ်လို့ဆိုပါတယ်။ဒီတခက်မှုကိုပြည်သူတော်လှန်တပ်ဦး PRF ပြည်သူဒီမိုကရက်တစ်တပ်မတော် PDA ကျောင်းသားလေယုတ်တပ်တော် SAF Borderless နဲ့ ဒေသတွင်းရှိပကဖောက်တွေပူပေါင်းဆွေးရတာလို့ဖော်ပြထားပါတယ်။စကန်တဲ့တမှုမြို့နယ်အိန္ဒိယမြန်မာနယ်စပ်နေရှိနမ်မွန်တာကြည်ရွာဖက်စစ်ကြောင်းထုလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရမှာစစ်တပ်ဘက်ကသိဆုံးမှုမရပြီးတဲ့နောက် နောက်ပြန်ဆိုးသွားတယ်။နမ်မွန်တာရွာကိုတော်လိုင်းတပ်တွေကပြန်ထိချုပ်နိုင်လိုက်တယ်လို့မန္တလေး Free Press ကဖော်ပြပါတယ်။အော်တိုဘန်ဆန်နေမှာပန်းသာကြည်ရွာခြေစိုက်စစ်ကောင်စီတပ်တွေက နမောတရပဲစစ်ကြောထုတ်လာစဉ်အခုလိုတက်ပွဲဖြစ်ခဲ့တာပါနမောတဟာပန်းတာနဲ့နှမခတ်ပဲကွာဝေးပြီးကလေးတမှုအာရှလန်ပေါ်မှာဗျူဟာရအေးပါတဲ့နေရာဖြစ်ပါတယ်စစ်ကလေးတဟာအေရီယာနဲ့ဇာကူသွေးတို့အေးပါလာတဲ့ကလေးတမှုအာရှလန်မကြီးကို ပြန်လဲစုမုံနိုင်ရွဲ့အင်အားအလုံးနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ် ကရင်ပြည်နယ်လက်ကေကော်တိုက်ပွဲတွင်စစ်တပ်ဘက်က150ခန့်ထိသေဆုပြီး200ခန့်ဒဏ်ရာရတယ်လို့ People Spring ကဖော်ပြပါဗါတယ်။တချို့နေရာမှာပဲလက်ကေကော်တိုက်ပွဲတွင်စစ်စင်ရင်မူဘုံမှုဒါဘောဥဆောင်တဲ့တွန်လိုင်းတပ်တွေကစစ်ကောင်စီတပ်တွေကိုအနီးကပ်ချေမှုတိုက်ခတ်နေတဲ့ဗီဒီယိုတစ်ခုလဲ social media မှာပြနေပါဗါတယ်။အဲ့ဒီဗီဒီယိုရတိုက်ပွဲတွင်စစ်တပ်ဘက်ကတိုက်ခိုက်သေဆုမှုအတော်များဖို့ရပြီးတွန်လိုင်းဘက်ကဆင်ထားတဲ့တပ်ကွင်းတဲစစ်ကောင်စီတပ်တွေဝင်လာတဲ့သဘောမျိုးတွေ့ရပါဗါတယ်။ ခင်ပြည်နယ်မြပ္ပရီမြို့နယ်လေးကီကော့စခန်းနဲ့သိမ်မိုးပွေးတဲ့ထက်မြမနယ်ဇာရှိကြားဖြန့်ငွေလေကန်းဌာနချုပ်တဲ့ KK ပမာတော့ပောက်ကွဲမှုတွေမိလောင်မှုတွေဖြစ်ပေါ်နေတယ်လို့ထိုင်းသတင်းဌာနတရပိုတာကဖော်ပြပါတယ်။အော်ဒီဝန်ဆက်သွညနေ6:00နာရီခန့်မှာ KK ပအတွင်းပောက်ကွဲတံတွေစတင်ကြရပြီးမိခိုးတွေကိုထိုင်းဘက်ကနေမြင်နေရတယ်လို့ထိုင်းနယ်ချာဆောက်တပ်အရာရှိတွေကပြောပါတယ်။ထိုင်းစစ်ဖက်အရာရှိရဲ့ပြောဆိုချက်အရ ဘိုးကျဲရဟာမြန်မာစစ်တပ်ကမဟုတ်ပဲ PGF နဲ့6ဆောက်တပ်ကိုယ်တိုင်ကဒရိုဘိုးကျဲရဖြစ်နေတယ်။နေရာတက္ကူမှာပတ်ကွန်းကိုဖြစ်နေပြီး KK ပတ်ကို PGF ကိုယ်တိုင် ပြန်တက်ခတ်နေတဲ့သဘောဖြစ်တယ်လို့သိရပါတယ်။နေဆမ်းမှာထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် PGF က KK ပတ်ကိုဖျက်ဆီးပြမှတ်ရမယ်။ဘာကြောင့်လဲဆိုရင်အော်တိုဘာ24မနေ့ကျရင်ဒီမှာစစ်တပ်ကတရုတ်အထူးကိုယ်စားလှယ်တွေကိုခေါ်လာပြီးကေကေပတ်နေရာကိုရှင်းလင်းပြီးဖြစ်တဲ့အကြောင်းပြသဖို့ရှိနေတာကြောင့်ဆိုပါတယ် ဒါပြင်အော်တိုဘာ26ကြာရင်မလေးရှားမှာကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာကိကိပအပေါင်းဝင်ဒေသတွင်းရှိကြားဖြန့်လုပ်ငန်းတွေကိုရှင်းလင်းပြီးဖြစ်တဲ့အကြောင်းတရုတ်ဘက်ကတင်ပြဖို့ရှိတဲ့အတွက်ကိကိပကိုအခုလိုအရေးပေါ်ရှင်းလင်းရေးလုပ်နေတာဖြစ်တယ်။တရုတ်နိုင်ငံသားတွေပါဝင်နိုင်ငံခြားသားတထောင်ခန့်ထိတောင်းရင်မြေကိုဖြတ်ပြီးထိုင်းဖက်ထွက်ပြေးလာနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။